အခုတင်ဆက်ပေးမယ့်နိုင်ငံတကာသတင်းကတော့သွားဆရာဝန်တဦးကြောင့်လူနာပေါင်း9000ခန့် HIV နဲ့အခြားကူးစက်ရောဂါပိုးများကူးစက်ခံရဝင်ရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အမေရိကန်နိုင်ငံအိုကလာဟိုမားမြို့ရှိသွားဆေးခန်းတစ်ခုမှာပျက်စီးကိရိယာတွေကို ပိုးမသက်ပဲအသုံးပြုခဲ့တဲ့သွားဆရာဝန်တဦးကြောင့်လူနာပေါင်း9000ခန့်မှာ HIV နဲ့အခြားကူးစက်ရောဂါပိုးများကူးစက်ခံရနိုင်ခြေအနေရယ်နဲ့ကြုံတွေ့နေရတယ်လို့အိုကလာဟိုမားကျန်းမာရေးအာဏာပိုင်တွေကမတ်လ28ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။အာဏာပိုင်တွေအနေနဲ့ ယောဂဘိုးကူးဆက်ခံရတဲ့လူနာရှိမရှိမသိရသေးပေမဲ့လည်းအဲ့ဒီသွားစည်းကမ်းမှာကုသမှုခံယူဘူးသူတိုင်းကိုအခမဲ့စည်းကမ်းတစ်ခုမှာအသေးအောင်ပီပိုးစီပိုးနဲ့ HIV ပိုးရှိမရှိစစ်ဆေးမှုခံယူဖို့တိုက်တွန်းထားတယ်လို့သိရပါဗျ။အဲ့ဒီသွားစည်းကမ်းမှာစည်းကမ်းချိုးပေါက်ထားတဲ့ပြဿနာများစွာရှိနေကြောင်းစစ်ဆေးသူတွေကအခုလအစောပိုင်းမှာတွေ့ရှိခဲ့တယ်လို့ဆိုပါရစေ။အဲ့ဒီဈေးကမ်းမှာတန်ကြီးတက်နေတဲ့ပစ္စည်းကိရိယာတွေအပြင်တက်တန်းလိုနေတဲ့ဈေးဝါးတွေကိုလည်းစစ်ဆေးတွေ့ရှိခဲ့တယ်လို့သိရပါရစေ။